အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစုဒီနေရာကနေပြီးတော့ကျွန်တော်တို့စုမုံအောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဒါမနက်ကမနက်ပြောကျွန်တော်ဒီနေ့မနက်ဆော့ဘက်မှာဒီဗီဒီယိုတင်မလို့ပဲဒါပေမဲ့ဒါမထင်မှတ်ပဲနဲ့ Manchester United အသင်းက Here we go ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ တခြားဗီဒီယိုကျွန်တော်တင်လိုက်ရတယ်ဗောဗျာ here we go ကျွန်တော်တင်လိုက်ရတယ်ဗောအဲ့တော့ here we go တင်ပြီးတဲ့နောက်ပိုင်းမှာလက်ရှိမှာကျွန်တော်ဒါအခုလက်ရှိမှာကျွန်တော် ပြောချင်တဲ့ဗီဒီယိုလေးပြောရမယ်အဲ့လက်ရှိတော့ကျွန်တော် Premier League ရဲ့2024 2025ရာသီကြီးကတရားဝင်ပိတ်သိမ်းသွားခဲ့ပြီဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့မထင်မှတ်တဲ့နှစ်တစ်နှစ်လေးတော့ပြောရမယ်လက်ရှိမှာဒါဒီနှစ်ကိုလည်းတချို့ကြလည်း Premier League မှာဒါအားမရတဲ့နှစ်တစ်နှစ် တချို့ကြတာဒီနှစ်ကပရီးမီးယားလိဂ်ကသူတို့ထင်ထားတဲ့အဆင်တန်းမရှိတဲ့နှစ်တစ်နှစ်တချို့ကြတာကျွန်တော်တို့ပြည်သက်တွေအနေနဲ့လည်းဟာငါတို့ဒီနှစ်ကပရီးမီးယားလိဂ်ကဘာဒီမန်းပြတ်သွားတယ်မသိတဲ့နှစ်တစ်နှစ်ပေါ့နော်အဲ့တော့ကျွန်တော်ကစပါးပြည်သက်တယောက်နေနဲ့ကျွန်တော်ရဲ့ဒီနှစ်ရဲ့ပရီးမီးယားလိဂ်ကိုပြောပါဆိုတော်တော်လေးကိုဝေဝေဝုံးဝါးနဲ့ဘာဒီဖြစ်လို့ဖြစ်မှန်းကိုမသိသွားတဲ့ဒါနှစ်တစ်နှစ်လို့တော့ပြောလို့ရတယ်ဒီနှစ်မှာဒါကျွန်တော်ကွင်းတဲ့အထိကျွန်တော်၃ချိန်တိတိသွားကြည့်ဖြစ်ခဲ့တယ်၃ချိန်လုံးမှာဒါကျွန်တော်သွားကြည့်တဲ့အချိန်တွေမှာတောက်လျှောက်နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ပြန်သွားရင်တောက်လျှောက်ကျွန်တော်ပရီးမီးယားလိဂ်မှာတောက်လျှောက်ရှုံးခဲ့တယ်ဒါပေမဲ့စပါးပြည်သက်တယောက်နေနဲ့ဒီနှစ်ကဒါပရီးမီးယား လီကခေါင်းထဲမှာသိပ်ပြီး matter ဖြစ်တဲ့ပွဲအခြေအနေတကူတော့မဟုတ်ခဲ့ဘူး။ဘာကြောင့်လဲ။ကျွန်တော်ဟိုတစ်ခေါက်ကပြောခဲ့သူပဲလက်ရှိဒါ Tottenham Hotspur တင်နေတာ Europa League ရသွားခဲ့ပြီးရတော့ကျွန်တော် league standing ကိုကျွန်တော်လုံးဝ give မဆိုင်တာ။ဘာလို့လဲဆိုတော့ Champion League လည်းဝင်သွားခဲ့တယ်။ဒါကျွန်တော်တို့ ဘလောက်တီဒါကျွန်တော်အခုလက်ရှိမှာပြန်စဉ်းစားကြည့်မှဟုတ်တယ် merit payment ရဒါကျွန်တော်ငွေဝင်တဲ့အနေထားရစပါတင်းနဲ့တော်တော်လေးကိုနှဲသွားမယ်10ပေါင်တန်း30တန်း30လောက်ဒါယော့နှဲသွားမယ်အဆင့်124မဝင်သားလို့ဒါပေမဲ့ပြန်စဉ်းစားကြည့်မှဒါကြီးကိုကျွန်တော်တို့က Europa League ပြန်ရတယ် Europa League ပြန်ရပြီးဒါကျွန်တော်တို့ Champion League ဝင်ဝင်နဲ့ပြန်ကမယ်ဆို AC ကမြင့်တဲ့ဘုံမှာရှိတယ်ဒါပေမဲ့ပြန်ကြည့်အောင်ဒီနေ့ရတာ Premier League ကထင်တာအထအများကြီး excited ပို့ဖြစ်ဖို့ကောင်းတဲ့ moment တွေရှိခဲ့တယ်ဥပမာဒါ Liverpool ပြည်သက်တယောက်နဲ့ကြည့်မယ်ဆိုရင်ဒီနေ့မှာဒါနီးပြအပြောင်းလဲလှုပ်ထားတဲ့ Arne Slot ရဲ့အသင်းသင်းအနေနဲ့ဆိုရင် ော်တော်လေးကိုဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့ moment တစ်ခုဖြစ်ခဲ့တယ်ဆိုတာလုံးဝညင်းစရာမလိုဘူး။ဒါလူတိုင်းကဒီနေ့မှဒါ Liverpool အသင်းကိုဒါဟာဒီနေ့က Liverpool အသင်းကတိုင်ပတ်မှာပါကွာ။ Liverpool အသင်းကဒီနေ့မှတော်တော်လေးကိုအဆင်မပြေမှာပါကွာဆိုရယ် Liverpool အသင်းစီကိုဒါကျွန်တော်ထိုးနှက်တန်နေခဏခဏကြားခဲ့ရနှစ်တည်းလို့ပြောလို့ရတယ်။အာ Liverpool အသင်းကဒါကျွန်တော် Jurgen Klopp ထွက်သွားပြီးနောက်မှဒါ Post Far G လို့ဖြစ်မှာဒါကျွန်တော်အကုန်လုံးဖြစ်မယ်ဆိုတဲ့ဥစ္စာတွေကနေပြီးတော့ဒါ ာနီစလော့နဲ့သူ့ရဲ့ပထမဆုံးယာတီမှာဒါကျွန်တော်လုတ်ပြခဲ့တယ်။ဒါငါအနေနဲ့ငါဘာကိုလုတ်ပြနိုင်ခဲ့လဲဆိုတာကိုဆက်လက်ပြီးတော့သူ့အနေနဲ့ဒါပထမဆုံးဟိုရက်ရောက်ချင်းနေ့မှာတည်းသူလုတ်ပြနိုင်ခဲ့တယ်ဒါကျွန်တော်တို့အခြေအနေတစ်ခုပေါ့နော်။အဲ့တော့ဒါရှီရင်းဆိုတာကျွန်တော် squad ကိုမှဒါကျွန်တော်မမဒက်ဗီလီလည်းမရောက်သေးတဲ့ပြင် KA ဆက်ကတကယ်တမ်းတုံးလို့မရတဲ့အချိန်ဒီမှာဒီရှီရင်းဆိုလူစင်းရဲ့ဘက်ကိုလီဗာပူးအသင်းနဲ့တူတာကျွန်တော်အာနီစလော့ကတကယ်ကိုလုတ်ပြသွားခဲ့တယ်။ဒါပေမဲ့အာနီစလော့ရဲ့အသင်းကဘယ်လောက်ထိရည်ရလဲဆိုတော့ဖလားရပြီဆိုတော့တေချာနဲ့တော့ပဲလုံးဝမ try တော့ဘူး။ဒါလုံးဝတော့ကျွန်တော်တပွဲမှမနိုင်တော့ဘဲနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့ ရတဲ့အမှတ်ကိုရလို့ယူမယ်ကွာဆိုတဲ့ပုံစံမျိုးကိုသူနဲ့ယူခဲ့ဒါပေမဲ့လီဗာပူးတင်းတို့အရေးကြီးတာကဒီနှစ်ကာတာကျွန်တော်တို့ အဲ account account 20မြောက်ဒါကျွန်တော် Premier League ကိုကောင်းကောင်းမွန်ထားတဲ့တန်းဆူကူးနိုင်ခဲ့တယ်။ဘယ်ဘက်ကကြီးကြီးဒါကြီးကလုံးဝဒါကျွန်တော် positive sign နဲ့ဒီတနေ့ဖြစ်ခဲ့တယ်ဆိုတာလုံးဝငင်းစရာမလိုဘူး။ Liverpool တက်ကဒီနေ့ပေါ့ဒီနေ့မှာဒါတော်တော်လေးကို mic ခဲ့တဲ့နှစ်တစ်နှစ်ပေါ့နော်။ဒါလူတွေကဒါ doubters to believer ပေါ့နော်။ဒါကျွန်တော် Arne Slot လည်းဒါသူ့ရဲ့ပထမဆုံးရာသီမှာလုံးပြနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ပရိသတ်တွေစီကယုံကြည်မှုကိုဒါပတ်စံပေးပြီးဝယ်ရင်တော့မရတဲ့အချိန်တွေကိုလုပ်ခဲ့။ဒါပေမဲ့ပြန်စမ်းစီ Liverpool ပရိသတ်တွေကဒါတကယ်ကိုဝမ်းနည်းစရာကောင်းခဲ့တာသူတို့ရဲ့ငယ်မွေးချန်ပေါက်ကစားသမားဖြစ်တဲ့ Alexander Arnold ကအသင်းကထွက်တယ်။အဲ့တော့ပြောချင်တာ emotion နယ်တွေတော်တော်လေးကို miss ဖြစ်တယ်နည်းနည်းနဲ့ဒါပြန်စစချင်းမပြော Arsenal တွေတော့ Arsenal သိဆိုတဲ့ဒီနှစ်မှာဒါကျွန်တော် Manchester City အသင်းကချီချော်ပြီးဆိုပြီးတော့အာသွန်ခွန်ဆိုင်ရုံးမယ်လုပ်တဲ့အချိန်မှာဒါ Liverpool အသင်းကမတင်မှတ်ပဲပြန်ပြီးတော့ထောင်သွားခဲ့တယ်ဒီလိုမျိုးအခြေအနေတခုမှာ Arsenal သိနေတာကျွန်တော်ထုံးရတိုင်း ဒုတိယနေရာကိုပဲပြန်လည်ပြီးသွားခဲ့အဲ့တော့ Astrobrick တဲ့ဒီနှစ်မှာတော့ဒါထင်တာဒါတာမဖြစ်ခဲ့တဲ့နှစ်တည်းလို့ပြောခဲ့တယ်ဒါပြောခဲ့တယ်ဒါပြီးတော့ပိုဆိုးသွားခဲ့တဲ့ Arsenal တဲ့ဒီနှစ်မှာဒါ Trophy Less နှစ်တည်းကိုသွားခဲ့တယ် Community တိုင်းတော်မှာဒါမရခဲ့တဲ့နှစ်တည်းဖြစ်သွားခဲ့တယ်ဒါပေမဲ့ Arsenal တဲ့နဲ့လာမယ့်နှစ်အတွက်အခုချိန်ကလေးကဒါသိတဲ့အတိုင်းပဲ Superman တို့ဘာတို့ကိုလည်း Here we go သွားခဲ့ပြီးတကယ်ကိုအလုပ်တွေလုပ်ပြနေခဲ့တယ် Arsenal တဲ့နဲ့နောက်နှစ်မှာဒါကျွန်တော်ဘယ်အသင်းချေချော်ချော်သူတို့မချော်ဘူးအရေးကြီးတယ်ဆိုတာကိုဆက်လက်ပြီးပြသဖို့လုံးဝဒါကျွန်တော်တို့အဲ့တော့လက်ရှိမှာနောက်ထပ်စိတ်ဝင်စားဖို့ဒါ2024 2025အတွက်တော်တော်လေးကိုစိတ် ်ဝင်စားမှုကောင်းတဲ့အခြေအနေတစ်ခုကတော့ဒါကျော် Champion League ဝင်ဝင်ပဲနောက်ဆုံးအခြေအနေထိကြီးခဲ့ပြီးတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းခဲ့တယ်နောက်ဆုံးတော့ဒါထင်ထားတဲ့အသင်းတော်တော်များများပဲဒါ Champion League တဲ့ကိုဝင်သွားခဲ့တယ် Manchester City Chelsea Newcastle ဒါ Aston Villa Nottingham Forest ဒါကျွန်တော်တို့ဒါဥရောပဝင်သွားပါဘောနော် Champion League ဝင်သွားတဲ့အချိန်မှာဒါ Manchester City အသင်း Chelsea အသင်း Newcastle အသင်း Tottenham Hotspur အသင်းတော်တော်လေးကိုကြီးရအဲ့တော့ဒါကျွန်တော်တမိုင်းတစ်ချက်မှာဒါအကြီးအဆုံး moment တစ်ခုကဒါကျွန်တော်အဆင့်18နေရာမှာဒါကျွန်တော်တို့ရောက်နေပြီးတော့တမ်းမစင်းရရုပ်တမဲဖြစ်နေတဲ့အသင်း တဲ့တဲ့နေနဲ့ Champion League ဝင်ဝင်ကို try တနိုင်ရသွားတယ်ဆိုတော့မိကိုအနေနဲ့ဒီခုလက်ရှိမှာပြောစရာဖြစ်ခဲ့တယ်အဲ့တော့ဒီနေ့မှာလာလုံးဝမထင်ခဲ့တဲ့အခုနောက်တစ်ခုပြောပါဆိုရင်တော့ Tottenham Hotspur နဲ့လက်ရှိ Manchester United အသင်းပဲ Tottenham Hotspur နဲ့ဒီနေ့မှာဒါ AG Poster Glue ဒုတိယရာသီမှာမဆိုးဘူးအခြေအနေတွေကောင်းတယ် Ascension နဲ့ရာသီဟိုအစ်အစ်6လားအစ်9လားမသိအေးပေါ့အဲ့လိုရာသီအစ်ဩဆရာသူစပါအမနစ်က9နဲ့သိငယ်လားအစ်9နဲ့ရာသီကြီးခဲ့တဲ့ကြောင့်ဒီနေ့မှာဒီကောင်းလေးပို့လို့ပြနိုင်မယ်ဒါဒီနေ့မှာဒါကောင်းမွန်တဲ့ကစားသမားတွေဖြစ်တဲ့ဒါကျွန်တော်တို့ ဆိုလန်ကီတို့ဘာတို့ဒါကျွန်တော်တို့ဟို အဓိကလုတ်ပြခဲ့တဲ့အနေထားဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပြောလက်ရှိအခြေအနေဒီအရာဒါကျွန်တော်သွားနေမြင်နေကြပုံစံမျိုးမဟုတ်တဲ့စပါးအသင်းအသင်းကိုတွေ့ခဲ့ရတယ်။ဒါကျွန်တော် client spa တိလို့ဒါ top 4ကိုပဲဆွတ်ဆက်ပြီးတော့ our side ခဲ့တဲ့အသင်းအသင်းကိုကျွန်တော်အမြဲတမ်းတွေ့ရရတဲ့မှာပါတယ်။ဒါပေမဲ့ဒီနေရာမှာနောက်ထပ်တစ်ခုအနေနဲ့ဒါကျွန်တော်မဖြစ်မနေစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကိုပြောပါဆိုရင်တော့ဒါ Tottenham Hotspur အသင်းဘက်ကပြန်ကြည့်မယ်ဆိုလူတွေဝေဖန်ခြင်းကိုခံရတာပဲ။ဒါ assist score နဲ့ကရှိတဲ့အသင်းကဘာလို့ champion league ဝင်တယ်လဲမထိုက်တန်ဘူးဆိုတဲ့ဒါမေဂို ပေါင်းများစွာနဲ့အတူစဘာအတင်ကောင်းကောင်းကြီးရင်ဆိုင်ခဲ့ရတယ်။ဒါပေမဲ့ဒီဒီပွဲတွေမှာနောက်ဆုံးအချိန်ထိဒါအကောင်းဆုံးကြိုးစားပေးခဲ့တာကတော့ဒါကျွန်တော်တို့ Manchester United အသင်းပဲ။ Manchester United အသင်းအနေနဲ့တည်ကြမြင်ကြတဲ့အတိုင်းပဲကျွန်တော်တို့လက်ရှိအခြေအနေဒီကလက်ရှိတွားနေတဲ့ပုံစံဒီအရဆိုရင်တော့ Manchester United အသင်းကတော့ Manchester United အသင်းကဒါကျွန်တော်တို့ထင်နာတာတော်တော်လေးကိုဒါကျွန်တော်တို့လွဲခဲ့တဲ့ရာသီတစ်ခုလို့ပြောလိုက်ရတယ်ဒီနေ့မှဒါကျွန်တော်တို့ Manchester United အသင်းနဲ့ Ruben Amorim ရောက်လာခြင်းမှာအကုန်လုံးကမျှော်လင့်ချက်ကမျက်မှက်ရပဲ Manchester United အသင်း Ruben Amorim ရောက်ခြင်းမှာ Ipswich နဲ့ Can Everton နဲ့ Can နဲ့ပွဲစဉ်ကျွန်တော်မှတ်မိတယ် Everton နဲ့ကျွန်တော်ဘာလို့ကျွန်တော်အဲ Everton ပွဲစဉ်ကန်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ကမှတ်မှတ်ရကျွန်တော်ဘယ်ရောက်နေတာလဲမသိဘူးကျွန်တော် London မှာထိုင်နေအဲ့တော့ ပြီးရပြီးတော့ဒါကျွန်တော် Manchester United အသင်းနဲ့တကယ်ကိုမျော်လင့်ချက်တွေများစွာနဲ့အတူဒါကျွန်တော်တို့ Everton အသင်းကိုဒါကျွန်တော်ဂိုးပြတ်နိုင်ခဲ့ပြီနော်ဟာသူတို့အသင်းပြန်လာတော့မယ်ဆိုအကုန်လုံးယုံကြည်ချက်ရင်ဖြစ်ခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ United အသင်းကလက်ရှိလူစည်းရမလုံလောက်ခဲ့တဲ့အချိန်မှာဒါ Europa League ကို Armoring ကလည်း ING Poster Glue လို့ပဲဒါအားထားခဲ့တဲ့အနေထားမှာတော့ဒါကျွန်တော်တို့လက်ရှိပြည်တွင်းမှာတိုင်ပတ်သွားခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ United ကဒါ Spurs အသင်းကို Final မှာရှုံးနိုင်ခဲ့ပြီနော်ဗျာသူတို့အနေနဲ့ Champions League ဝင်ခွင့်အပြင် Europa League ပါဆုံးရှုံးခဲ့ကြတော့ United အသင်းတွေလာမယ့်နေရာတွေနဲ့နာခဲ့တယ်လို့ဆိုလို့ရတယ်နော်ဒါပေမဲ့ United င်္ကသိကြတယ်မဒီနေ့မနက်စောပိုင်းမှာနေတာကျွန်တော်တို့ Matthews ခွန်နာကိုရပြီဆိုတဲ့သတင်းအနေနဲ့တူတကယ်ကိုတောင်းတောင်းဖြတ်ဖြတ်ပျော်ရွှင်စရာကောင်းခဲ့တယ် movement တစ်ခုပြန်ပြီးရခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဂျာအသင်းတွေထဲမှာဒါ Crystal Palace Palace ရဲ့လက်ရှိ Oliver Glasner က FA Plague ကိုယူပြီးတော့ Europa League ကို try တင်တာလုပ်ပြခဲ့တယ် Crystal Palace က assistant နဲ့ကိုအရန်သဘောကျတယ်တည်တည်လို့ပြောလိုက်ရတယ်စနစ်မှာစနစ်စနစ်မှာစနစ်ဆိုတော့အများနဲ့တွေ့ခဲ့ရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တကယ်တမ်းတိုင်ပတ်မဲ့နှစ်သင်းက Aston Villa နဲ့ Nottingham Forest နှစ်သင်းလို့ပြောလိုက်ရတယ်သူတို့အနေနဲ့ဥရောပဝ င်ခဲ့ပေမဲ့သူတို့ကိုသူတို့ဒါကျွန်တော်ချန်ပီယံလိဝင်မဲ့အသင်းသင်းပုံစံမျိုးအခုလက်ရှိမှာငွေတွေကိုတုံးထားရတဲ့ကြောင့်မို့လာမယ့်နေရာဒီမှာ Aston Villa အသင်းကို Nottingham Forest အသင်းကို PSG FFP မထီးဖို့အရေးကစားသမားတွေပြုံပြီးတော့ရောင်းရအောင်မယ်လို့ကျွန်တော်အနေနဲ့မြင်နေတယ်။တိုးပေမဲ့ဆိုညာတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တည်တံ့ video လေးတစ်ပုဒ်ဒါ football and business man နဲ့ပြန်လောက်ကြရင်ကျွန်တော်ထုတ်ပေးမယ်။အဲကျွန်တော်ဒါကောင်းတယ်မှာရှင်။အဲ့တော့လက်ရှိမှာဒါဂျာအသင်းတွေကသူတို့သူတို့သွားခဲ့တဲ့ဒါ Brighton တို့ Bournemouth တို့ Brentford တို့ကသူတို့ဒါလုံနေကြပုံစံမျိုးတိုင်းပဲလောက်သွားခဲ့တယ်။တိတ်ပြီးတော့မထူးဆန်းခဲ့။အဲ့တော့ဒါကျွန်တော် Premier League သမိုင်းတ ျောက်ဒါကျွန်တော်တို့အမြန်ဆန်ဆုံးတန်းဆင်းမှုတွေလည်းဖြစ်သွားခဲ့တယ် Blaster City A Switch Town South တဲ့ပြီးတော့ရီရတာတန်းပြန်တက်လာတဲ့အသင်းအနေနဲ့ဒါကျွန်တော်တို့ တန်းပြန်လာပြန်တန်းပြန်တက်လာတဲ့အသင်းသင်းအနေနဲ့ဒါကျွန်တော်တို့လက်ရှိအနေထားရဒါကျွန်တော်တို့တန်းပြန်တက်လာသင်းသင်းနေတာတန်းပြန်အကုန်လုံးဆင်းသွားခဲ့တာဖြစ်တယ်တန်းတန်းတက်လာတဲ့သုံးသင်းလုံးတန်းအကုန်လုံးပြန်ဆင်းသွားခဲ့တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားတစ်ရက်ဖြစ်ခဲ့တဲ့ဒါရသည်တခုလည်းပဲအဲ့တော့ဒါထင်တာတက်တက်ဆင်အောင်လွဲခဲ့တဲ့ movement တွေလည်းအများကြီးရှိခဲ့လို့နောက်ဆုံး movement တွေဒီစိတ်ဝင်စားစွာကြည့်လို့ကောင်းခဲ့တဲ့ movement တွေလည်းရှိခဲ့တယ်အကုန်လုံးကသူ့ရဲ့သူအဆင်ပြေသွားခဲ့တာကြီးပဲအဲ့တော့ဒါကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကြည့်လို့ရှုလို့ကောင်းတဲ့ Premier League တရားသည်ပြီးခဲ့ပြန်ပြီးလို့ ပြောလို့ရတယ်အဲ့တော့ဂျားထဲမှာကျွန်တော်၃လလောက် AA စစ်စစ်ဒါစိတ်ပြန်ဖြည့်ပြီးနားပြီးတော့အဲ့ဒါ transfer news တွေကိုတောက်လျှောက်ကျွန်တော်ဆက်လုပ်အောင်ဖြစ်ပါတယ်ကျွန်တော်တို့ကနားအောင်မဟုတ်ညီကိုရီးယား AA စစ်ဒါည AA ပြတ်တာလေးနား AA HA မှန်အောင်ပြအဲ့တော့ဂျားထဲမှာဒါကျွန်တော် Manchester United ပရိသတ်တွေအတွက်ကတော့စိတ်ပျော်ရွှင်ပွဲရတော့ဒါကျွန်တော်တို့မလေးရှားတော့ဟောင်ကောင်တို့မှာသွားကြည့်ပွဲရလူတွေကတော့ကောင်းမှုရှိတယ်အဲ့တော့ကျွန်တော်တို့စပါပရိသတ်တွေလည်းဟောင်ကောင်မှာကျွန်တော်ဒါညောင်လန်လန်ဒါပြကျွန်တော်သွားကြည့်ဖို့ရှိတယ်တွေ့မှာပေါ့နော်ဟောင်ကောင်မှာကြည့်မယ်လူရှင်တော့လောက်ပါပဲအဲ့တော့ဘယ်လိုပဲပြောအားလုံးပဲစိတ်ဝင်စားဖို့ကောင်းတဲ့ရာသီတစ်ခုကတော့ပြီးသွားပြန်ပြီးတော့ ြောနေတယ်ပဲကြောတော့မပြပါဘူး။ follow ပွဲတွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ youth sport media 3.0 net db for you တို့မှာကျင်းလူစံပေါင်းအကူညီလို့ရပါတယ်။များများလေးတဲ့ clip ကိုမမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3.0 net db for you တို့မှာကျင်းလူစံပေါင်းအကူညီလို့ရပါတယ်။များများလေးလည်း clip ကိုမမေ့ကြပါနဲ့။ဗျများများ clip မှာမင်းမနာဖြစ်ပါတယ်။အားလုံးမကြိုးတမရဲကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့တွေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတမရဲမြန်မာ clip ပြကြအောင်ဗျ။များများ clip မှာမင်းမနာဖြစ်ပါတယ်။ 第五方面。